အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သတင်းဌာနကနေသတင်းများကို တင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံညုံများနဲ့မကန့်ညီဟုပြင်သစ်အစိုးရကြေညာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုချက်ချင်းလွှတ်ရန်တောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံညွန်းနဲ့မကန့်ညီဟုပြင်သစ်အစိုးရကကြေညာချက်ထုတ်ပြန်ပါတယ်။ရှင်မနစ်ကြရောက်တဲ့2020ပြည့်နှစ်မြန်မာရွေးကောက်ပွဲပြင်စမမြောက်နှစ်ပတ်လည်နေ့ဆိုင်ရာထုတ်ပြန်ကြေညာချက်တွင်အချက်ပါအတိုင်းပြင်သစ်အစိုးရကပြောဆိုကြေညာလိုက်ခြင်းဖြစ်ပါတယ်။2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်မြန်မာနိုင်ငံတွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲ၏ပြင်ဆင်မှောက်နှစ်ပတ်လည်နေ့ဖြစ်ပြီး2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့်စစ်အာဏာသိမ်းမှုနှင့်အတူထိုးရွေးကောက်ပွဲဤရလဒ်များခိုးခြင်းခံခဲ့ရကြောင်းစစ်အစိုးရက၎င်းတို့ထိန်းချုပ်ထားသောနေနေဒေသများတွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်စတင်ကျင်းပမဲ့ရွေးကောက်ပွဲသည်ပွင့်လင်းမြင့်တာမှုလွတ်လပ်မှုအားလုံးပါဝင်မှုနှင့်အတိမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနှင့်မကိုက်ညီကြောင်းပြင်သစ်အစိုးရကကြေညာပါသည် စစ်အာဏာသိမ်းအဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ချိန်မှစပြီးနိုင်ငံရေးအကြောင်းပြချက်ဖြင့်ဖမ်းဆီးကပြစ်ဒဏ်ချမှတ်ခဲ့သည့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးကိုပြန်လွှတ်ပေးပါရန်ပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုပါရယ်စစ်တပ်ကအယက်သားများအ धिक ထိခိုက်နစ်နာရသည့်လေကြောင်းတိုက်ခိုက်မှုများအပါအဝင်ဆက်လက်ဖြစ်ပွားနေသောအကြမ်းဖက်မှုများကို ပြင်သစ်နိုင်ငံကရှုံချပြီးမြန်မာပြည်သူများရင်ဆိုင်နေကြရသည့်ဆိုးရွားသောလူမှုဒုက္ခများနှင့်ထိတာထင်ရှားသည့်ဒေသဆိုင်ရာအကျိုးဆက်များအပေါ်အလွန်အမင်းစိုးရိမ်မကင်းဖြစ်မိကြောင်းပြင်သစ်အစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ပြည်ပခအာငိမ့်ချန်းစွာနှင့်ရေရှည်တည်တံ့စွာဖြည့်ရှင်းပေးနိုင်ရည်ကိုရည်ရွယ်သည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်အားပြင်သစ်နိုင်ငံကထောက်ခံကြောင်းရင်းသဘောတူညီချက်ပါအချက်အလက်များအထူးသဖြင့် အကြံဖတ်မှုလျှော့ချရင်းအလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပေးရန်အတွက်လည်းပြင်သစ်ကချက်မှန်တောင်းဆိုပါရယ်မြန်မာနိုင်ငံတွင်ရေရှည်တည်ရမယ့်နိုင်ငံရေးပြည်လည်မှုနှင့်တည်မြဲနိုင်သည့်ငြိမ်းချမ်းရေးရရှိစေရန်ဂျာဝင်ညှိနှိုင်းပေးနေကြသည့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏အထူးကိုယ်စားလှယ်အော်တမန်ဟာဆင်နှင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဗီရှော့တို့၏ဂျိုးဘတ်အထုတ်မှုများကိုပြင်သစ်နိုင်ငံကကြိုဆိုထားပါရယ် အော်တိုဘာလာတရက်နေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်ကဒေါ်အောင်ဆန်းစုကြည်ထံသို့စာရေးသားပေးပို့၍ပြင်သစ်နိုင်ငံအနေဖြင့်ဒေါ်အောင်ဆန်းစုကြည်ကိုမမေ့ချောင်းထုတ်ဖော်ပြောဆိုထားပါရယ်ဆက်လက်ပြီးရန်ကုန်သူဝနမှာစင်ပေါ်ကနေလိန်ဆက်ဆံဖို့ညဉ့်ညမ်းစကားတွေပြောဆိုပြီးတီဆိုဖျော်ပြခဲ့သူတွေကိုဖမ်းဆီးအရေးယူရဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်နိုဝင်ဘာလ၂ရက်နေ့ညကရန်ကုန်တင်ငန်းကျွန်းသူဝနက Eastern Yangon Event Bar မှာကျင်းပခဲ့တဲ့ Overflow Music Festival ဖြော်ပြပွဲမှာအဆိုတော် Win နဲ့အဆိုတော် Win နဲ့ Van Ho Bin တို့ဦးဆောင်တဲ့အဖွဲ့ကနေ State Symbol ကနေလိမ့်ဆက်ဆံဖို့ညဉ့်ညမ်းတဲ့ဇာခားတွေပြောဆိုပြီးခုံတုံးတွေကျဲချကတီဆိုကကုံဖြော်ပြခဲ့ကြတဲ့အတွက် Symbol ကနေတီဆိုသူကခုံသူတွေနဲ့ပွဲဖြစ်မြောက်ရေးစီစဉ်ဆောင်ရွက်ခဲ့ကြသူတွေကိုဖန်စီအရေးယူထားကြောင်းမနေ့ကသတင်းထုတ်ပြန်ထားပါတယ်။အဆိုတော်ဝင်းနဲ့ဘန်ဟိုဘင်းတို့အပါအဝင်၃ဦးနဲ့ပွဲစီစဉ်သူတွေဖြစ်တဲ့ တင့်ရတနာသိန်းဟန်လင်းထက်နဲ့အောင်ခန့်မော်တို့ကိုတင်ငန်းကျုံမြို့နယ်သူပနနေမြေရဲစခန်းမှာပ213မြင်းဆောင်2025ရဇသက်ကြီးပုံမှ905ကကြီး294မြင်းဆောင်114အရာအမှုဖွင့်ထားပြီးဥပဒေနဲ့အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်မယ်လို့ဖော်ပြထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။